တော့ပြပါတယ်ခင်ဗျာအဲ့ရရဲ့ဘွဲမိမိနဲ့ကျောင်းတိုင်းမိတွေသူရတယ်ခင်ဗျာအဲဘမုံဘွဲရတော့ဘွဲတော်ကအရှင်နေမင်းသားဖြစ်ပါတယ်အရှင်နေမင်းသားအတ္တမသောတိကတ္တဇဘွဲစိတ်တော်ရတဲ့ဆရာတော်ဘာဖြစ်ပါတယ်နောက်ဘုံတို့ဒီကောမျိုးတဲ့ခြေပိုင်းမျိုးနဲ့အမတ်73ရက်ကွယ်ခြေတိုင်းဆိုနေလမ်းမှာရှိတယ်မာဂရီတာစီဘုံတော်ကြီးတင်ပညာရေးအကြောင်းကဗရဏနာယကအကြောင်းဥစ္စာတော်ဘာဖြစ်ပါတယ်ဗျာ ရှင်ဘုရားကြောင်းပါတယ်ဒီပညာရေးကြောင်းဖွင့်နေတာတော့ကျောင်းသားကျောင်းကျော်သားတော်တော်များများတွေ့ရတယ်ဗျာအဲဒါကျောင်းတော်ဒါဗနေတန်းကြီးပြင်နေတာလေကျောင်းသားဦးကြီးတော့အဲဘုန်းတော်မာရီသာစီကျောင်းကမာရီသာစီဘုန်းတော်ကြီးတင်ပညာရေးမူလတန်းလွန်ကျောင်းဖြစ်ပါတယ်မူလတန်းလွန်ကျောင်းဖြစ်သည့်အားလျော်စွာဘုန်းတော်အဲ KG တန်းနေပြီးတော့ Grade 8ကိုဘုန်းတော်သင်ကြားပေးနေတဲ့ကျောင်းဖြစ်ပါတယ်ကျောင်းသားကျောင်းသူ ဟောင်းတော့ရကျော်ရှိပါလေဗျာဒီကျောင်းပညာရေးတဲ့ပါတယ်ဗျာဒီကောင်သားတွေရှင်ဗျာဒီမန္တလေးငယ်ကြီးတဲ့ဒီလူတွေကိုရှင်ဗျာသွားလူနေတာလေတွေ့တယ်လေဟုတ်ကဲ့သွားပါဗျာအဲ့အဲ့လားဘယ်နှခေါင်းလူမြောက်သားသွားလူနေတာလေအဲဘုန်းတို့ညာဒေသမှာဖြစ်ပေါ်တယ်ဒီ2025ခုနှစ်ငလျင်ပေးတဲ့အတွက်ဘုန်းတို့ဖရိုက်ဒါအဖွဲ့အသင်းဖွဲ့များနေတူပါဘုန်းတို့အဲသွားလူဖြစ်ပါတယ်တွေ့တဲ့အခါမှာလည်းဘုန်းတို့မာရီသာစီ ဘုန်းတော်ကြီးတင်ပြရေးမူလာကန်းလုံးကျောင်းနဲ့အတူဘုံမှုဆောင်ရနေတဲ့ဒီပါမီရှင်ကန်းလက်အသင်းရဲ့နောက်ဘုန်းလို့ရှင်သင်္ခတိုင်းနာရဲ့အသင်းရဲ့အဲ့ဒီအသင်းတွေအနေနဲ့ဘုန်းကဦးဆောင်ပြီးတော့သွားလှူပေးခဲ့တာဖြစ်ပါတယ်အမလေးကညနေရမှာဘုန်းလို့ဒါသခိုင်းမန်းလေးငလင်ပေးရနေပြန်လာတာဖြစ်ပါတယ်အဲ့တော့အချိန်အားဖြင့်ဆိုရင်လေးချိန်မြောက်ဒီသွားလှူနိုင်ခဲ့ပါတယ်ဗျာအင်းလေးပဲလေသွားလှူတာအဲ့အင်းလေးပဲသွားလှူတာကဘုန်းဘုန်းတို့ဟောပေါ်ဟိုထိုင်ဝမ်က ဘုန်းတို့လာပရိဒတ်အတင်းအဖွဲ့တည်ရဲ့ပေါ့ဘုန်းတို့ပရိဒတ်လုပ်ငန်းရဲ့ကျေးဇူးရှင်တခုဖြစ်တယ်အဲ့တော့ထိုင်ဝမ်ဒီလေးပေါ့နော်အဲ့တော့ဒီလေးဘုန်းတို့မြန်မာအနေနဲ့တော့သူ့ကိုထိုင်ဝမ်ဒီလေးဒီလေးလို့သူတို့ခေါ်ကြပါတယ်သူကပရိဒတ်ဒီမှာလည်းဘုန်းတို့များစွာလက်တွဲဆောင်ရွက်ခဲ့တယ်ဘုန်းတို့ရဲ့ဒါဟိုသာနာဘက်မှာရောလာလောကဘက်မှာရောထောက်ပံ့ပေးနေတဲ့ဓမ္မတရားဓမ္မကြီးတောင်ဖြစ်ပါတယ်ဗျာအဲ့တော့သူကနေပြီးတော့ဘုန်းတို့မန်လေး လလင်ပေးလူနေတဲ့အချိန်ပေါ့သူစီကလည်းရောက်လာပါလေရောက်လာတော့ပထမအချိန်လူတဲ့ဒီစားနေဧကတွေလူတဲ့အပြင်မှာဘုံလို့နောက်တဲ့ဘုံမုံစီကို3300ပေါ့ဘုံမုံစီကိုလွှဲပြီးတော့လူပေးပါတယ်ဒါဒီလေးတို့ထိုင်ဝမ်းနေပြီးလွှဲလူပေးတဲ့အလူဖြစ်ပါတယ်အဲ့ဒီလူမှာဘုံလို့ကဒီမန်းလေးမှာရောက်နေတဲ့အချိန်ဆိုတော့မန်းလေးအလင်ပေးပေါ့တော့ပြန်လဲဒီစားရေးအလူတွေမှာငွေကြီးတွေဒါဘုံလို့ထဲဝင်ပြီးတော့လူတန်းနေနောက် ဘုံတို့ပြင်ဦးလေမှာစေကုသခံယူနေရတဲ့ရဟန်းတော်တွေတိလာရှင်တွေလူပုဂ္ဂိုလ်တွေပေါ့အဲ့ဒီပုဂ္ဂိုလ်တွေကဘုံတို့ဒီအဲမတ်လ28ရက်နေ့ငလင်ပေးမှာအဲဘုံတို့အပေါ်ကနေပြောဒီပင်တုပ်တွေပြုတ်ကြပြီးတော့ပြီးတယ်ငလင်ပေးကြောင့်ဒုက္ခရောက်ရတဲ့လူနာတွေပေါ့ခြေလက်တွေဆုံးချွားတဲ့လူနာတွေပေါ့အဲ့ဒီလူနာတွေကိုဘုံတို့တွားပြီးတော့ငွေသားတွေပေးလူရတယ်ပေါ့အဲ့ဒီကနေမှလာပြန်အပြန်မှာဘုံတို့တာစီမှာလည်းပဲဒီထိုင်ဝမ် အဖွဲပြီးတော့လူတဲ့အခါမှာဒီလေးရဲ့အလူကိုဘုံတို့သာစီမှာလည်းပဲဝင်လူခဲ့တယ်။အဲ့ဒီပြီးတော့မှဘုံတို့အင်းလေးကိုတက်သွားတာဖြစ်ပါတယ်။အင်းလေးမှာကျတော့ဘာလို့လူဖို့လဲဆိုတော့ဘုံတို့အင်းလေးမှာအဲဒီငလင်ပေးကြောင့်ရေလိုင်းပုတ်တာတွေနော်ငလင်ရဲ့လောက်ခါမှုကြောင့်ပြိုပြက်ကျသွားတဲ့တဲအင်းတွေပေါ့။အဲ့ဒီတဲအင်းတွေကိုဘုံတို့အင်ဂျင်ရှိတာလောက်မှဘုံတို့အဲ600ကျော်လောက်ကငလင်ထိသွားတာပေါ့ထိသွားတဲ့အခါမှာ480လောက်ကလုံးလုံးကိုပြိုပြက်ကျသွားပြီးတော့အဘုံတို့ 200ကျော်190ကျော်200လောက်ကတော့ပြန်တက်မှမယ်ပြန်ပြန်မယ်ရင်ဆောင်မယ်လက္ခဏာပေါ့အကောင်းပဂတိကျန်တာဆိုရင်တော့90ကျော်ကျော်လောက်ပဲကျန်တယ်လို့သိရပါတယ်အဲ့ဒီကမှဒီတဲရင်တွေပြန်ပြီးတော့တိဆောက်ရတယ်ပေါ့အဲ့ဒီတဲရင်တွေတိဆောက်ဖို့ရအတွက်သွားရောက်လူတန်းပေးရခြင်းဖြစ်ပါတယ်ဗျာအဲ့တော့လူကတော့ဇဝန်းဒီလေးအဲ့ဒီလူတန်းနဲ့အလူကိုဘုန်းဘုန်းတို့ကပြန်လည်မြှောက်ဝေလူတန်းပေးရတဲ့အလူဖြစ်ပါတယ်ဗျာ ဒီကနေရတော့ဘုန်းတော်ဒီကရာဒီကမှဒီကရာဒီကရေးပေါ့ဒီနေ့ထောက်လို့ဒီရရင်ဒီနေ့ရောကျဲအိန္ဒိယဒီကနေဖြစ်ပါတယ်ဒီလူကဘုန်းတော်ဆိုင်မန်ကဒီလေးနဲ့ကိုရတော်မြတ်ရာဒီနေ့ဖြစ်ပါရဲ့ဗျာသာဓုသာဓုသာပရိဒတ်ကိုရောက်ဆောင်နေနေရပါအခုတော့နောက်ကနေတော့ဒီအထောက်ပံ့ပြေးတဲ့အတွက်ကြောင့်ပါဒီများလို့ရှိမှာဒီ အာအထောက်အကူအနေနဲ့ပြောရမယ်ဆိုရင်တော့တကယ်ကိုအထောက်အကူကတကယ်ကိုတော်တော်ကြီးမားတဲ့အထောက်အကူလို့ဒါဘုံဘုံလို့ပြောလို့ရပါတယ်။ဒါကြောင့်လဲဆိုတော့ဘုံဘုံလို့နိုင်ငံမှာဒီ private ဆောင်ရွက်ကြတဲ့ပုံကိုယ်တွေမှာနှမျိုးရှိတယ်ပေါ့တချို့ကကျတော့ငွေကြေးဥစ္စာပြည့်စုံပြီးတော့မှတက်နိုင်ပြီးတော့မှသူတို့ဒီလူချင်းတဲ့နေရာကိုလူချင်းသလိုလူတန်းနိုင်တဲ့ private ဆောင်ရွက်များရှိသလို့ အဲဘုန်းတို့ဒီတချို့ကကျတော့ကိုကိုရဲကတော့ငွေကြေးဥစ္စာတွေတော့မပြည့်စုံဘူးဒါပေမဲ့ပရိဒါဆိုတဲ့စိတ်တစ်ခုနဲ့ပြည့်စုံနေတဲ့ခါကျတော့သူတစ်ပါးကလည်းလူတန်းပေးတဲ့အကိုပြန်ပြီးတော့ပြန်ဝေလူတန်းပေးရတဲ့ပရိဒါသမားတွေလည်းများစွာရှိပါတယ်ဗျာများစွာဖြင့်ဘုန်းတို့လိုဒီအသင်းအဖွဲ့တွေပေါ့ဒီပါမရှင်ကန်လက်တို့ရှင်သင်္ဃတို့အဘုန်းတို့မာဂရီတို့ဒီလိုပရိဒါအဖွဲ့တွေကကြတော့ဘုန်းတို့ကိုယ်တိုင်ကပေးနိုင်တယ်ဆိုရတဲ့ဒီပရိဒါ နောက်ကအလူရှင်တွေပေါ့အဲ့ဒီအလူရှင်တွေကနေထောက်ပံ့ပေးတဲ့အလူရှင်ကိုဘုန်းဘုန်းတို့ကပြန်ပြီးတော့ distribution အနေနဲ့ဘုန်းဘုန်းတို့ကပြန်ဖြန့်ဝေပေးရတဲ့အလုံမျိုးဖြစ်ဖြစ်တဲ့အတွက်ပေါ့ဘုန်းဘုန်းတို့ဒီထိုထိုသောအလူရှင်များကိုအများစွာလိုအပ်ပါတယ်သူတို့ရဲ့အဲတနည်းတစ်ဖက်ကပြောမယ်ဆိုရင်လေဒီအလုတ်ဒီဘုန်းတို့ဖြန့်ဝေရတဲ့အလုတ်ကအရှင်ဘုရားတို့ပင်ပန်းသလားလို့မေးစရာရှိပါတယ်ဘုန်းတို့ကတော့ပရိသတ်သမားများကိုစားပြောရမယ်ဆိုရင်မပင်ပန်းပါဘူး။ဘာကြောင့်လဲမပင်ပန်းပါဘူးဆိုတော့ဒီအလုတ်ကဘုန်းဘုန်းတို့ကိုယ်တိုင် လှုပ်ရှင်နေတဲ့အလုပ်ဖြစ်ပါတယ်အဲ့တော့လှုပ်ရှင်နေတဲ့အလုပ်ကိုသူတို့ကနေပြီးတော့ပံပိုးပေးလိုက်တဲ့အခါမှာပမုံတို့မှာပို့ပြီးတော့အားရဖြစ်ရတယ်အဲ့တော့ပင်မကောင်မလည်းမသိဘူးနော်အေးအေးပြတ်တယ်အစားပြတ်တယ်ဘလို့ပဲနေရနေရပေါ့နေရမယ်လို့ပမုံတို့တွေကပြောနေကြပါလေပမုံတပါးလားဆိုတော့မဟုတ်ပါဘူးအဲ့တော့သွားလို့နေရတဲ့ပရိုက်တသမားတိုင်းဟာသူတို့ဒီနေရီလောင်ပြီးတော့အသားတွေလန်လာပြီးတော့မှအသားတွေညိုမဲလာပြီးတော့မှအဲ့လိုတွေဖြစ်ပေမဲ့လို့သူတို့ရလား ြုံးနေတဲ့အပြုံးနဲ့သူရဲ့သွားလေးတွေကဖွေးပြီးတော့အလုံးတရာ၈၀ရာကောင်းတယ်လို့ထင်ပါတယ်ဒါကလည်းသူတို့လှုပ်ရှင်တဲ့အလုပ်ကိုလှုပ်ခွင့်ရနေတဲ့အတွက်ပျော်နေကြတယ်လို့ဘုံကမြင်ပါတယ်ဒီလိုပျော်နေနိုင်လာလဲနောက်ကအခုတီလီတို့လိုပေါ့နော်ထောက်ပံ့ပေးနေတဲ့အလူရှင်တွေရှိလို့ဖြစ်ပါတယ်ဗျာရင်းနေပါတယ်ဘိုးတော်ကြီးကြောင်းနေတယ်အပြည့်နေလေးကိုမှန်းထားတယ်သူတွေလုပ်နေတယ်လို့သိရတယ်ဟုတ်ကဲ့အဲ့အဲ့ခါကြီးကစားတော့အခုကဒီနောက်ပိုင်းမှာဆိုဒီဘုံကြောင်းတွေရောစာတင်ကြောင်းတွေရော နောက်လူပုဂ္ဂိုလ်နေတဲ့ဒီတဲရီနေရောပေါ့ဒါတွေကတော့ဘုန်းတို့ပြုပြင်ပေးရတယ်မှာ pride ရဲ့ရည်ရချက်တွေထဲမှာအကုန်ပါပါတယ်ဗျာတို့ကဆိုသူရဲ့ local ကိုကြည့်မဲ့ဆိုရင် in တယ်ဆိုရင် in တယ်မှာဆိုရင်ဘုန်းတို့လူနေအိမ်တွေရှိမယ်နောက်ဒီအများဆုံးတဲ့ public နဲ့ဆိုင်တဲ့ဈေးကန်းနေဈေးရုံနေနောက်စာသင်ကျောင်းတွေရှိမယ်ပေါ့နောက်အဲဒီ religious religious လို့ခေါ်တဲ့ကိုယ်ွယ်ရပေါ့ဘာသာရေးအဆောက်အအုံတွေရှိမယ်ပေါ့ အဲ့တော့အဲ့ဒါတွေကလည်းဘဝလို့ပြုပြရတဲ့မှာအကုန်ပါပါတယ်အဲ့ဒီကမှာသူနဲ့လာသူ့ရဲ့သူ့နေရာနဲ့သူပေါ်နိုင်ရနိုင်ရပေါ်ဘဝလို့ဆိုလို့ရှိရင်လည်းဘာသာတာနာအတွက်ရောက်ကိုပြုတဲ့ဘုရားစေတီတွေဟလာအเจ้าနဲ့ကြီးတွေဘဝလို့လာအလုံးစုံအကုန်လုံးကိုဘဝလို့လာမတက်နိုင်တော့လည်းပဲနိုင်တဲ့အားနဲ့အဖွဲ့တွေက ဝင်လူပေးသွားကြတာကိုသိရပါတယ်။နောက်တဲတွေဆိုလို့ရှိရင်လည်းအလုံးလိုက်ဆောက်တည်ကြတာတွေ့ရတယ်။အခုဒီလေးလေးအဖွဲ့ဆိုရင်ဘုံဘုံတို့မြန်မာနိုင်ငံကပေါ့ pride အဖွဲ့တွေကိုပေးလူမဲ့လားစီဝေးတွေရှိပါတယ်။စီဝေးတွေပေးလူမဲ့။အဲ့ဒီစီဝေးတွေကိုစုလိုက်တဲ့အခါမှာဘုံဘုံတင်ပါတယ်3000လောက်ကျော်လားမသိဘူးရတယ်လို့ပြောတယ်။အဲ့ဒီဟာတွေကိုလည်းဘုံဘုံတို့ဒီကျောင်းဆောက်လူသွားမယ်လို့ဘုံဘုံတို့သိရပါတယ်။အလုံးဒီဒီအလူခံရမဲ့ စီဝေးရမယ်ပုံကိုတရားလေးပဲအားလုံးကပျော်ရွှင်ပြီးတော့ဒါကိုပြန်လူတယ်လို့အဲဘုန်းတို့ဒီ comment တွေမှာရေးထားတာကိုလည်းတွေ့ရပါတယ်ဒါကြောင့်ဘုန်းတို့ဒီအဲ local တစ်ခုပေါ့ငလင်ရဲ့ local ထဲမှာကြားတဲ့ဒီ local ထဲမှာပါဝင်တဲ့အဆောက်အဦတွေအားလုံးကဘုန်းတို့ပြည်သူရနေအချင်းချင်းပေါ့ပြန်ပြီးတော့အဲဒီကြည့်ရှုအဲဆောင်မပြီးတော့မှဘုန်းတို့ဆောင်ချအောင်မှာဖြစ်တဲ့အတွက်နိုင်ရနိုင်ရကိုတာဝန်ယူပြီးတော့မှလှူနေကြအောင်လည်းတွေ့ရပါတယ်လှူဒန်းနေစေလည်းဖြစ်ပါတယ်ဗျာကျောင်းကိုရောက်လာတယ် ေကံနေလဲဖွင့်လာတယ်တွေ့ရတယ်။ဒီရံဒီကျောက်ရောက်တဲ့နေရာလို့ဆိုရုပ်ကူလာတယ်။အဲ့တော့သင်္ကန်းဒီပရိတ်တအကျိုးဘာကြောင့်လုပ်ဖြစ်နေတာလဲ။ဒီမှာကျတယ်အဲဖမောရဲ့ရင်မချက်ကဖမောတို့ကဒီကိုမရောက်ခင်ဘုန်းတို့ကဘာကြီးမှာပေါ့နော် မာရီတာစီဆရာဘုရားကြီးနဲ့သစ္စာသမဏေအနေနဲ့နေစဉ်ကလေးကလည်းဘုန်းတို့ဒီပရိဒတ်အလုပ်ကိုနှစ်သက်ပြီးတော့မှဒီလုပ်ခဲ့တာဖြစ်ပါတယ်ဗျဖမောတို့ဒီလာ နိုင်ငံသားတယောက်ဖြစ်တဲ့အတွက်ကိုယ်နိုင်ငံတကာဖြစ်တယ်ပေါ့နော်အဲ့တော့နိုင်ငံမှာဖြစ်ပေါ်လာတဲ့အခက်အခဲတွေဖုန်းတို့ကိုညီဆောင်ရအောင်အဲ့ဒီစိတ်မျိုးရှိပါတယ်နောက်ဖုန်းတို့ဒီဖရသားတော်ဖြစ်တဲ့အတွက်နော်တာရနာကိုကိုဆောင်ရအောင်မယ်ဖရသားတော်ရဲ့လုပ်ငန်းတွေလုပ်ရမယ်ဆိုအဲ့ဒီစိတ်နဲ့ဖုန်းတို့အဲ့ဒီနှစ်ခုလေးနဲ့ပေါ့ဖုန်းတို့အဲဒီပရိုက်တာအလုပ်ကိုစာရွက်ပေးနေတာလည်းဖြစ်ပါတယ်သူရဲ့အခြေခံပေါ့အရင်ကအကြောင်းရင်းကဘာကြောင့်ဒီအောင်ပြရတာလဲဆိုလို့ရှိရင်ဖုန်းတို့ဒီလောက ုံးပါးမှာအမျက်ဆုံးဖြစ်တဲ့ပေါ့နော်ဘုံတို့အဲဘုံတော်အနန္တကံတော်အနန္တညံတော်အနန္တကဘာမြေမှုပြင်းပြင်းကျိုးမြတ်တကောတော်အနန္တနဲ့ပြည့်စုံတော်မူတဲ့ဒီဖျားရှင်ကိုယ်တော်မြတ်ကြီးသည်ဖျားမဖြစ်မီပါဟိုးလွန်ခဲ့တဲ့အဲလေးတင်ချင်းနဲ့ကဘာသသိန်းကာလဒီပင်ကရာဖျားလက်ထက်တော်မှာသူမေတာရှင်ရသေးဖြစ်ခဲ့ပါတယ်အဲ့တော့သူမေတာရှင်ရသေးဘဝမှာသူမိတ္တာနဲ့အတူပေါ့အဲဖျားရှင်နဲ့တန်ခါတော်တွေကြွလာတဲ့အခါမှာတရားဆောက်တာတရားမပြီးသေးလို့လမ်းမပြီးသေးလို့ ခန္ဓာကိုယ်ကိုတရားအဖြစ်ဒါလှူခဲ့ပါတယ်ပေါ့နော်အဲ့ဒီရောက်ကြည့်လိုက်ရင်ဒါဩဘုရားရှင်ဒီလေးတင်ချင်းနဲ့ကမ္ဘာသတင်းရဲ့အစပေါ့ပါမီဖြစ်ခြင်းတဲ့အခါမှာအများအကျိုးကိုဆောင်ရွက်ခဲ့တယ်ပေါ့အဲ့ဒီကနေစပြီးမှဘုရားရှင်ကနေပြီးတော့သူမိတ္တရှင်အသေးကိုမေးတယ်လူရဆုကိုတောင်းခိုင်းတယ်ပေါ့အဲဘာစုတောင်းမလဲလို့တောင်းတဲ့တောင်းခိုင်းတဲ့အခါမှာသူမိတ္တရှင်အသေးကအဲဘုရားအဖြစ်ကိုစုတောင်းပါတယ်အဲဘုရားအဖြစ်ကိုတောင်းတာဘာဖြစ်လို့သူ့ရဲ့အရင်ကိုစစ်ကြည့်လိုက်တဲ့အခါကျတော့ ဖျားဖြစ်တဲ့အခါမှာ तू တကူရချမ်းသာမဟုတ်ဘဲနဲ့ तू အဲလောကမှာရှိတဲ့ပေါ့နော်တရားတွေအားလုံးပေါ့တရားတွေအားလုံးကိုရှင်းချွနိုင်တယ်ကဲတင်နိုင်တယ်အကယ်၍နိဗ္ဗာန်စုကိုတောင်းလိုက်မယ်ဆိုရင်အဲ့ဒီဘဝမှာကတည်းက तू နိဗ္ဗာန်ရသွားမယ်ဆိုရင် तू तू တူတဲ့အတွက်တကူရချမ်းသာဖြစ်တယ်ပေါ့တကူရချမ်းသာနဲ့အများချမ်းသာပေါ့အများချမ်းသာကိုရွေးတဲ့အခါမှာအားလုံးသောတန်ဆာဝဆင်းရဲကနေလွတ်စေခြင်းနဲ့ဆန္ဒနဲ့ဖျားစုကိုတောင်းခဲ့တယ်ဆိုတော့ဘုန်းလူကသိရပါတယ်အဲ့တော့အဲ့ဒီကမှာ ဩဘုရားရှင်ဒီပင်လင်းပေါ့နော်ဒီသူ့ရဲ့တကူရဆန်းသာဖြစ်တဲ့နိဗ္ဗာန်စုကိုမတောင်းမနဲ့ဘဝဘောများစွာဆင်းရဲဒုက္ခဘောများစွာဘုရားရှင်ဒီအလောင်းတော်ဘဝမှာခံခဲ့ရတယ်ပေါ့ခံခဲ့ပြီးတော့သူဖြည့်ကျင့်ခဲ့တဲ့အဲ့ဒီလေးသိင်ခြင်းနဲ့ကဘာသသိင်းကျင့်ခဲ့တဲ့ပါရမီတော်တွေကနောက်ဆုံးဘုရားအဖြစ်ကိုရောက်တော်မူခဲ့ပါတယ်အဲ့တော့ဘုရားအဖြစ်ကိုရောက်တော်မူတဲ့အခါမှာသရဝါဒီကိုချေချွတ်နိုင်တယ်တန်ត្រာဝိတုက္ခနေပြီးတော့လည်လွတ်အောင်နိဗ္ဗာန်ချမ်းသာရအောင်ကိုဘုရားရှင်ကလမ်းညွှန်ပြီးတော့ အဲပေးနိုင်ခဲ့တယ်ပေါ့အဲ့တော့လမ်းညွှန်ပေးနိုင်ခဲ့တယ်ဆိုတာဒီအများအကောင်းကြီးပဲဖြစ်ပါတယ်တန်ត្រာအတွင်းမှာကျင်းလီကျက်စားနေကြတဲ့သရဝအားလုံးအတွက်ကိုရည်ရပြီးတော့မှဖရာရှင်ဒီဖရာအဖြစ်ကိုတောင်းခဲ့တာဖြစ်ပါတယ်ဒါအကျိုးအလုပ်ဒီပရိုက်တာအလုပ်ဖြစ်ပါတယ်ဒါကြောင့်ဖရာရှင်ဖရာရှင်နဲ့တက်တော်မူတဲ့ဖရာရှင်ရဲ့လမ်းစဉ်ဖြစ်တဲ့ဒါပရိုက်တာအလုပ်ကိုဘုန်းဘုန်းတို့ဒီမုံမုံမြင်းမြန်းနဲ့ဘယ်လိုပဲဖြစ်နေပါစေဘုန်းတို့ဘယ်နေရာကပဲအဲတာဝန်ယူရယူရပါတော့ဘုန်းတို့နိုင်တဲ့တာဝန်ကို ခံဆောင်မယ်ဆိုပြီးတော့မှဒီเจ้าမှာဆိုတဲ့ပညာရေးအလူပေါ့နောက်ဆေးအလူပေါ့ကျမ်းမာရေးအလူနောက်နည်းနည်းရမှဖြစ်တဲ့ဟလာဒီခြေဘေးအလူတို့ဟလာငလျင်ဘေးအလူစသဖြင့်ဘေးဒုက္ခအလူတွေမှာလည်းဖုန်းလို့ကပရိဒအလူအဖြစ်အများအကျိုးကိုပါဝင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ဘုံဘုံကိုလူတဲ့အခါမှာဖုန်းလို့ဒီရှေးဥစွာတော့အနီးနားမှာရှိတဲ့ဒီလွန်းနယ်တွင်ဟာရက်ွက်တွင်ဟာအလူရှင်တွေပေါ့ဘုံဘုံတို့လာလူခဲ့တာတွေအများစွာရှိပါတယ်ဘုံဘုံတို့ဒီမှာဆိုရင် အရှင်မြတ်သူတို့ချင်းလည်းလားရှင်ပြည်သားအရှင်မြေမိသားစုအဒကာကြီးဥပ္ပထုနောက်ကနောင်စသဖြင့်ပေါ့ဒါသူတို့ရှင်းရနေပြောဒါဥဥစားပေးပြောလူခဲ့ရတယ်နောက်ဒီတသင်ဘတ်တီမိသားစုပေါ့ဒါကဘုန်းတို့ပြည်တွင်းရဆိုဘုန်းတို့ကျွနေတဲ့ brighter မှာလူတန်းတာဖြစ်ပါတယ်နောက်နိုင်ငံသားသူတို့ချင်းလည်းဘုန်းတို့လား single friend လို့ခေါ်တယ်ဘုန်းရဲ့ single မိတ်ဆွေတွေပေါ့သူတို့ကလည်းပဲများစွာဘုန်းကိုထောက်ပံ့လူတန်းပေးပါတယ်နောက် အဲဆောစောကဘုန်းတော်ကပြောခဲ့တဲ့ကျေးဇူးအတင်ထိုင်ဆုံးဖြစ်တဲ့တီလေးပေါ့နော်အဲတီလေးကတော့ဘုန်းတို့စိုးပွားရအောင်မရှိပါဘူးဘုန်းတို့ဘာလုပ်မယ်ဆိုလို့ချင်းကိုနောက်ကနေပြီးတော့ဒါဒီစေတနာသရာတရားထက်ထက်တန်တန်နဲ့ဒါတီလေးကဆောင်ရွက်ပေးရဖြစ်ပါတယ်သူမှမြမပြည်အတွက်ဆိုလို့ချင်းသူမြမပြည်သူမဟုတ်ပေမဲ့လို့မြမပြည်မှာဖြစ်လာတဲ့အရေးဆိုရင်သူမနေနိုင်ဘူးသူလူကျင်ပါတယ်အဲ့ဒီစိတ်ဆန္ဒကတော့သူကတကယ်ကိုဟလာဟိုကျူစင်တဲ့ မေတ္တာနဲ့ပေးနေတဲ့ဘောနော်လာမေတ္တာတက်ဖြစ်ပါတယ်အစေနာသရတရားတွေဖြစ်ပါတယ်အဲ့တော့သူကဘုန်းတို့နိုင်ငံအတွက်ဆိုတကယ်ယေရှုတင်ထိုက်တဲ့ယေရှုရှင်ပုဂ္ဂိုလ်တွေမှာပါပါတယ်ဘယ်မှာရေပေးဖြစ်ပြီးဘယ်မှာမီးပေးဖြစ်ပြီးဟာဘယ်နာမှာတော့ဘယ်လူနာတွေဒုက္ခဖြစ်နေပြီးအဲအဲ့လိုမျိုးဆိုအဲ့ဒီခါကျရင်အဲဇောပိုင်းကာလတွေရေပေးနေမှာဆိုရင်သူကိုယ်တိုင်ကွင်းစင်းပြီးတော့ကိုလိုက်လူတာဖြစ်ပါတယ် အခုဒီငလင်ပေးမှာတော့သူကိုယ်တိုင်မရောက်လာနိုင်တော့လဲပဲဘုံဘုံတို့မတ်လ28ရက်ငလင်ဆောက်လုပ်တဲ့ချိန်ကနေစပြီးတော့ဘုံဘုံနဲ့သူတို့နဲ့လည်းပဲညစဉ်တိုင်းလိုလိုဆွေးနွေးဖြစ်တဲ့စကားပြောဖြစ်တဲ့အဲ့ဒီခါမှာဘလိုနေရာတွေမှာဘလိုဘလိုလူကြမယ်ဆိုတာတွေကိုသူ့ရဲ့လာအစီအစဉ်ပလန်တွေကိုလည်းဘုံဘုံတို့အဲနားထောင်ရတယ်လာနားကြားခွင့်ရတဲ့အခါမှာဘုံဘုံတို့တိတ်ပြီးတော့ဂျင်နူးပီတီပြရပါတယ်အကယ်၍ဒါသူဒီ ဟိုတိုင်းစကားကဖြစ်တည်အားလျော်ဆိုတာသူ့ရဲ့စေနာအလျောက်ပေါ့သူပြောလိုက်တဲ့စကားတွေမှာတခါလေ तू ကမြန်မာစကားကိုကျွမ်းကျင်ကျင်ကျင်မတတ်တဲ့ခါကျတော့အရင်တီးသွားတာမျိုးတွေလားမောက်မှသွားတဲ့စကားမျိုးပြကောင်းဖြစ်ပါလိမ့်မယ်ရှိကျင်ရှိပါလိမ့်မယ်တို့ရလည်းပဲသူကိုယ်တိုင်ကအဲ့ဒီရင်တီးသွားတာမောက်မှသွားတဲ့ဆိုတဲ့အကြောင်း तू သိချင်မှသိမှာပါအဲ့တော့မြန်မာစကားကို तू သုံးသက်သလိုသုံးပေးရဖြစ်တဲ့အတွက်အတင်းများအနေနဲ့လည်းပဲအဲစကားပြောတဲ့အခါမှာအခက်အခဲများရှိရင်အဆင်မပြေတာများရှိလို့ရှိရင်သူ့ကိုလည်းပဲ ခွင့်လွှတ်ပေးစေချင်ပါတယ်ဒါပေမဲ့သူပေးတဲ့စေနာမေတ္တာကတော့မြန်မာပြည်အတွက်ကတော့အဖြူတယ်တသက်ပါပဲတကယ်ကောင်းမွန်တဲ့ကြီးမားတဲ့မေတ္တာနဲ့ပေးနေပါတယ်လို့ပဲဘုန်းဘုရားကပြောချင်ပါတယ်ဗျာ